ဇွန်လ29ရက်နေ့ငါတီမိုးတိတ်သောအခါတင်တို့ဒီကြွေးကြ၏ရှင်မသဲခရစ်ဝင်ကျမ်းအခန်းကြီး25အခန်းငယ်35ဒုတိယကမ္ဘာစစ်ကာလအတွင်းဂျာမနီနိုင်ငံစထရက်ဘတ်မြို့၌ဖျားကြောင်တစ်ခုသည် လုံးဝနေပါပျက်စီးသွားခဲ့တယ်လဲပလင်ပေါ်ရှိသခင်ယေရှု ရုပ်ထုတော်မှာ အထိအခိုက်မရှိသလောက်ဖြစ်ခဲ့ပါတယ်သို့သောလက်တော်နှစ်ဖက်မှာမူပျောက်ဆုံးလျက်ရှိပါတယ်ထိုဖျားကြောင်ကိုပြန်လည်တိဆောက်တော်အခါ နာမည်ကြီးဗပုဆရာတဦးကလက်အစ်စ်များပြန်လည်တက်ဆင်ပေးမြူကမ်းလှမ်းလေသည်ထိုကိစ္စကိုအသင်းဝင်များကစဉ်းစားဆုံးဖြတ်ကြသည်မှာလက်တော်ပြန်လည်တက်မြီမဟုတ်ကြောင်းအကြောင်းပြန်လိုက်လေသည်ထိုသူကတခင်ယေရှုလက်တွေမရှိပေမဲ့ဒီကဘာမြေမှာအရှင်လောက်ရမယ့်အလုပ်တွေကိုကျွန်တော်တို့လုပ်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဆာလောင်ငတ်မွတ်နေသူတွေကိုမကျွေးမွေးဘူးဆိုရင် ရေငတ်နေတဲ့သူတွေကိုရေမတိုက်ဘူးဆိုရင်ဧည့်သည်ဝတ်မပြူဘူးဆိုရင် ထောင်တွင်အချင်းကျနေသူတွေကိုသွားအာမပေးဘူးဆိုရင်အဝိစားမရှိတဲ့သူကိုအဝိစားမထောက်ပံ့ရင်ဘယ်သူလှုပ်ပေးမှာလဲဟုဆိုလေတကယ်ယေရှုအသက်ရှင်နေလောက်ကင်ခဲ့သည်များကိုဆက်လက်လှုပ်ဆောင်ရမှာကျွန်တော်တို့တာဝန်ပင်ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကျွန်တော်တို့ဟောပြောသည့်တမန်ကျမ်းစာသည်လက်တွေ့လူနေမှုဘာတွင်အကျိုးရှိရှိအထုံးချခွင့်မရှိပါကကမ္ဘာပေါ်တွင်လက်တွေ့မကျတဲ့သူသခင်ယေရှု၏ကောင်းသောတည်င်းဟုလည်းမသက်မနိုင်ပေယနေ့အတွက်ဆုတောင်းခြင်း ။တခင်ယေရှုဖခင်ရဲ့လက်တော်များအဖြစ်ကျွန်တော်ရဲ့လက်တွေကိုဒီနေ့အသုံးပြုတော်မူပါ။လိုအပ်နေသူများကိုတတိပြုမိစေပါအရှင်။အာမင်။ဟုတ်ကဲ့ပါ။ဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာ။မနေ့ပြန်ပါလေ။တခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါရယ်။အားလုံးကိုယေရှုအထူးပဲတင်ရှိပါရယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။